ျမပေးခဲ့တဲ့ရက်ကအဲကျမရဲ့မိတ်ဆွေအိမ်ကိုဖုန်းရွှေစစ်ပေးတဲ့အခါမှာအဲဘာလို့တွေ့ရလဲဆိုတော့သူ့ရဲ့ဝင်းတကောင်းကနော်အဝင်းတကောင်းကဆိုတာအိမ်ချံဝင်းမှာသူကဘာလုပ်ထားလဲဆိုလို့ရှိရင်ကားဝင်ပို့တဖောက်ရဲ့နောက်ပြီးလို့ရှိရင်အိမ်နဲ့တက်တဲ့မှာတဖောက်ရဲ့တန်တကားကြီးလုပ်ထားတယ်အဲ့တော့အဲ့လိုမျိုးတကယ်ပြိုင်နှစ်ခုပေါ့နော်ဘယ်ညာနှစ်ခုတက်တက်စီရှိနေတဲ့အိမ်ကဘာဖြစ်တတ်လဲဆိုလို့ရှိရင်ငွေကြေး ဝင်နေအခါမှာငွေချင်းဝင်စီတဲ့ chi energy ကိုအားနေစီတယ်ပြောမယ်ဆိုလို့ရှင်တကားနှစ်ပေါက်ကိုခွဲဝေ season စီတဲ့အတွက်ကြောင့်မလို့သူတို့ဝင်လာတဲ့ chi energy အားနေတဲ့အတွက်ကြောင့်မလို့ဝင်ဝင်နေသွားစီတဲ့အိမ်ဖြစ်ပါတယ်ဆိုတော့သူ့ရဲ့အိမ်ကပြီးခဲ့တဲ့ဒီအိမ်မဆောက်ခင်မှာဒီအိမ်ဆောက်ဖို့အတွက်လည်းဒီစီးပွားရေးရနေပဲလာတဲ့ငွေချင်းနဲ့ဒီအိမ်ကိုဆောက်ခဲ့တာ ဒီအိမ်ကိုစောက်ပြီးသွားပြီးတော့ဒီအိမ်ကိုရွှေ့လာကမှသူ့အခုစီးပွားဖြစ်ခဲ့တဲ့စီးပွားကြီးကလည်းအဆင်မပြေဘူးပြီးလို့ရှိရင်အာသူ့ရဲ့အိမ်ကောင်ကြီးမှလည်းနည်းနည်းအငင်းခုန်လေးတွေရှိရတယ်ပြီးပြေခဲ့ပြေလေခဲ့တဲ့မိတ်တဆွေတစ်တည်းလည်းမရှိလာဘူးပြီးခဲ့တဲ့မိတ်ဟောင်းဆွေဟောင်းကြီးနဲ့လည်းပနေပခါလေးဖြစ်သွားကြတယ်ပေါ့အဲ့တော့ပြီးခဲ့တဲ့အိမ်တစ်တ ာစူးစမ်းနေတော့မှာဒီလုပ်ငန်းမဲလုပ်တယ်ဒီကျွမ်းကျင်နေနဲ့ပဲဒီလူတွေနဲ့ပဲလဲပက်ခဲ့တဲ့လုပ်ငန်းကဒီအိမ်ကိုရွှေ့လာတဲ့အခါမှာစီးပွားရေးကတဖြည်းဖြည်းနဲ့မပြေလည်ဘူးကိုမျောလင်းတလောက်ဝင်မလာဘူးငွေကြေးကအရင်ကဆိုလို့ရှိရင်အတည့်ရကို50 350ဝင်နေတဲ့ စီးပွားရေးလုပ်ငန်းကတရအတွင်းကို6သိန်းဝင်ဖို့မနေရုံနေရတဲ့အနေအထားထိသူတို့ရောက်နေခဲ့တာပေါ့ဒီမှာအဲ့အိမ်ကိုဆစ်လိုက်တဲ့အခါမှာတခြားအဖြစ်တွေလည်းအများကြီးရှိနေတယ်ဒါပေမဲ့ဒီဖုန်းရွှေအရာဒီဗီဒီယိုထဲမှာဒီမှာအိမ်အဝင်တကားမရဲ့အကြောင်းကိုအထူးပြောပြနေတာဖြစ်ပါတယ်ဆိုတော့သူတို့ရဲ့အိမ်မှာဘာရှိလဲဆိုတော့အိမ်အဝင်တကားမကြီးအိမ်အဝင်ဆိုတာအိမ်ထဲဝင်တာမဟုတ်ဘဲနဲ့ခြံဝင်တကားမကိုခြံမှာကားဝင်ဖို့တစ်ပေါက်ရဲ့ ပြီးလို့ရှိရင်ကို့အိမ်ကိုဝင်လာဖို့တပောက်ရေတကားပေါက်ပေါ့နော်ဒီ main door တကားပေါက်ကြီးခြံဝင်တကားပေါက်ကြီးကနှစ်ခုထားထားတာပေါ့အဲ့တော့တကားပေါက်နှစ်ခုထားထားတယ်ဝင်ပေါက်နှစ်ခုထားထားတယ်ဆိုလို့ရှိရင်ကျမတို့ကဘယ်လိုလဲဆိုရှင် energy ခွဲဝေစီစဉ်မှုဖြစ်စေတယ်ဆိုတော့ energy ကခွဲဝေစီစဉ်ရပြီဆိုလို့ရှိရင်အားနေသွားတယ်အဝင်ဝင်လာမဲ့ငွေကြေး energy ကအားနေသွားပြီဆိုတာမျိုးတခါတည်းတက်ရောက်ပြီးသားဖြစ်သွားတယ် တော့အိန္ဒိယရဲ့စီးပွားရေး၊ကျန်းမာရေး၊လူမှုရေးအဲ့ဟာတွေအားလုံးကဒီခြီးနဲ့ပဲအလုပ်လုပ်တာခြီး energy ကောင်းလေလေဒီအိန္ဒိယစီးပွားရေးကပို့ပြီးတော့တက်လေလေပေါ့ပြောချင်တာကခြီး energy ကိုကိုကဝဲကဲလုပ်နိုင်တယ်ခြီး energy စီးဆင်းမှုကိုကိုကတေချာစီမံနိုင်တယ်ဆိုလို့ရှိရင်ဘယ်လိုစီးပွားရေးပဲလုပ်လို့ကိုကအများကြီးအားစိတ်ဆရာမလို့ပဲနဲ့ အဲစီးပွားပို့ပြီးတော့ဖြစ်နိုင်တယ်ကျမတို့ဒီဖုန်းရွှေအရာဆိုလို့ရှိရင် element ၅ခုနဲ့ဒီတဟဇာတာဖြစ်အောင်ပြင်ဆင်ရတာဖြစ်ပါတယ် element ၅ခုနဲ့တဟဇာတာမဖြစ်ဘူးတစ်ခုခုကယိုယွင်းပျက်စီးနေတယ်ဆိုလို့ရှိရင်အိမ်မှာကစီးပွားရေးအရာ ဖြစ်ဖြစ်လူမှုရေးအရာ ဖြစ်ဖြစ်အရှုံးဆောင်တစ်ခုခုမှာလာပြီးတော့ထိခိုက်နေတာမှုတွေရှိလာတယ်ဆိုတာကိုကျမတို့ဒီဖုန်းရွှေမှာအယူအဆရှိပါတယ်ဒါကြောင့်မို့လို့ကို့အိမ်မှာအဝင်တကားမှနှစ်ပေါက်နော် ခြံဝင်းတကားနှစ်ပေါက်လှုပ်ထားတယ်ဆိုလို့ရှိရင်အဲ့ဒီလူတွေအနေနဲ့ပြတ်တက်နိုင်လို့ရှိရင်အမြန်ဆုံးပြင်သင့်ပါတယ်တကယ်လို့မှကိုကခြံဝင်းတကားကိုမပြင်နိုင်သေးဘူးပြင်းဖို့လည်းအဆင်မပြေသေးဘူးဆိုလို့ရှိရင်ရှိနေတဲ့ခြံဝင်းတကားနှစ်ခုတွေကတစ်ခုကိုတော့အသေးပိတ်ထားဖို့ကျွန်မအကြံပေးချင်ပါတယ်ဆိုတော့ကျွန်မကဒါကတော့ဖုန်းရွှေကျွန်မစစ်ထားတဲ့အတွေ့အကြုံကိုပြန်ပြီးတော့ share ပေးလုပ်ပေးတာပေါ့နော်ကျေးဇူးတင်ပါတယ်ရှင်